ကားကြီး10မျိုးအကြောင်းပြောပေးပါလို့ပြောထားတဲ့သူတွေအတွက်ကျွန်တော်ပြန်ပြောပေးမှာဖြစ်တယ်အဲ့တော့ဒီနေ့ပြောပေးမှာတော့ကတ်တင်မောင်းနဲ့စကားပြောနည်းဖြစ်တယ်ဘာစကားပြောနည်းလဲကတ်တင်မောင်းနဲ့စကားပြောနည်းတခါတော့လူဆိုးတယောက်ကိုဘင်းရဲ့ရဲမက်တီမူမက်တီလိုက်ဖမ်းတာပေါ့ဟာလူဆိုးကလည်းပြေးတယ်ဟေးပြေးတယ်ပြေးတယ်ရဲမက်တီကလည်းပြေးတယ်လိုက်တယ်လိုက်တယ်လိုက်တယ်နဲ့မမိဘူးအာလူဆိုးကလည်းအပြေးရတဲ့အဲ့လိုပြင်း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 နဲ့လူဆိုးကနောက်ဆုံးတော့ဘယ်လုံးမှပြေးလို့မလွတ်တော့ဘူးလေတိရောအမေသူကလည်းနေရရှာငါပဲလေဝင်ပုံးရင်လွတ်နိုင်လဲဆိုတော့ ဘယင်ကြောက်တာရဲမက်တွေကြောက်တာဆိုတော့ဘယင်ကိုးွယ်တဲ့ဆရာတော်ကြီးပဲရှိတယ်အဲ့ဒါနဲ့ဘယင်ကိုးွယ်တဲ့ဆရာတော်ကြီးရဲ့ကြောင်းနောက်ပြေးတော့တာပဲအဲကြောင်းနောက်အပြေးမှာပဲလူစိုးခမရမှာကန်ဆိုးစွာနဲ့ကြောင်းရှိမှာနေရဲမက်တွေကမိသွားမိတဲ့အခါလူစိုးကလည်းပြောကျုပ်ကမဖမ်းနဲ့တော့တယ်ခမရတို့အမင်းဘာလို့မဖမ်းရမှာလဲငါတို့ကကျုပ်ကဘယင်ဆရာတော်ရဲ့တူပြတူအရင်ဘယင်ဆရာတော်ရဲ့တူပြကျုပ်ကမဖမ်းနဲ့ဟေးဟုတ်ပြီဟုတ်ပြီမင်းတွေ့မယ်မင်းမဟုတ်တော့ဘူးအဲ့ကောင်ဖမ်းတာစမ်းရဲမက်တွေကတခါလေကြောင်းမောတတ်သွား ်ဆရာတော်ကြောက်ကြောက်သွားတော့ရဲမတရားလက်နဲ့တောင်မြူသွားရဲဘူးအရှင်ဖုရားအဲ့ဒီသူကတော့တပည့်တော်တို့ဒီလူဆိုးတယောက်ကိုလိုက်ဖမ်းတာဖုရားအရှင်ဖုရားကြောင်းရှိမှမိပါတယ်ဖုရားဆရာတော်ကြီးကိုရှောက်တယ်အဲ့ဒီသူကပြောတယ်ဖုရားသူကဆရာတော်ကြီးရဲ့တူပါလို့ပြောနေပါတယ်ဖုရားမှန်ပါသလားဖုရားတပည့်တော်တို့အဲ့ဒါလေးကိုလာပြီးတော့ဆရာတော်ဖုရားကြီးကိုရှောက်ထားပြီးတော့မေးမြန်းရခြင်းဖြစ်ပါတယ်ဖုရားဆရာတော်ဆရာတော်အခက်တွေ့ပြီနော်မကောင်းကြောင်းဖို့ဆိုတာအဲ့ဒါပဲငါတူလဲမရှိပါဘူးဆရာတော်စိတ်ထဲမှာစဉ်းစားတယ်ဘယ်ကောင်လဲငါတူလို့ပြောတာအေးဒါပေမဲ့ တော့ငါတူမဟုတ်ဘူးလို့ပြောလိုက်ရင်ဘာဖြစ်မလဲငါတူမဟုတ်ဘူးလို့ပြောလိုက်ဒီကောင်ပေးမှာပေါ့ရဲမတ်တွေဝိုင်းတတာနဲ့ရိုက်တာနဲ့ဟုတ်တယ်လို့ပြောပြရင်လည်းငါကသူ့အသက်ကိုကယ်ပေးမယ်ငါကမူသား300ကြမယ်ငါကယဟန်ဆိုတော့ငါးပါးတီလာငါးပါးတီလာတော့မှချိုးဖောက်လို့ဘဲဖြစ်မလို့အဲတော့ဆရာတော်ကြီးကခက်တင်မောင်းနေစကားပြောနေတယ်ဘလို့ပြန်မိတ်လဲဆိုတော့သူ့ကိုငါတူမဟုတ်ဘူးလို့ဘယ်သူ ပြောသလဲဟဲ့ရဲမတ်သူ့ကိုငါတူမဟုတ်ဘူးလို့ဘယ်သူပြောသလဲ တော့ငါတူမဟုတ်ဘူးလို့ဘသူပြောတယ်လဲဆိုတော့ရဲဘက်တည်းကဆက်ကိုမမေးရတော့မှန်ပါရှင်ဖះဆိုတခါတည်းကြောက်အုပ်ကိုပြန်စင်းအဲ့ဒီကောင်လွတ်ပေးလိုက်အဲ့ဆရာတော်ပြောတဲ့ဇကားထဲမှာဆရာတော်ပြန်မိတ်တဲ့ဇကားထဲမှာသူကဆရာတော်ရဲ့တူဟုတ်လားမဟုတ်လားမပါဘူးသူ့ကိုငါတူမဟုတ်ဘူးလို့ဘသူပြောတယ်လဲအဲ့တော့အဲ့ဒီဇကားပြောဆိုနေဆိုတာခက်တင်မောင်းနှင်းဇကားပြောနေဖြစ်တယ်ခက်တင်မောင်းနှင်းဇကားပြောနေတာဘာကိုပြောတာလဲမောင်းထောင်းရမှာမောင်းနှင်းတော့သူဟာတစ်ဖက်ဆောင်နေနင်းလို့ရင် မောင်းခွက်ထဲရှိစံကိုနှိုက်ပြီးတော့ကျွန်တော်တို့ဒီလိုခတ်ထုတ်ယူမှာခတ်ထုတ်ယူရတဲ့အခါမှာခတ်တဲ့အတွက် မောင်းကို မတိမ်မဆောင်မဲနင်းရတကယ်တော့စကားပြောတဲ့နေရာမှာလဲသူပြောတဲ့စကားကိုဟုတ်ဤလဲမဆိုမဟုတ်ဘူးလဲမဆိုပဲနဲ့မတင်မကြပြောဆိုတဲ့နည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့လူမှုရေးရာမှာတခါတလေကြရင်ဟာဒီဘွဲကိုနော်အလာမလာကိုကလာမလာမလာမလာလဲမသေးကြဘူးတခါတလေကြရင်ဟုတ်တာလဲမဟုတ်ဘူးမဟုတ်ဘူးလို့လဲမငင်းပဲနဲ့ မတင်မကြပြောဆိုရတဲ့နေရာမျိုးတွေမှာခုနခက်တင်မောင်းနှင်းစကားပြောဆိုမျိုးကျင့်သုံးဆောင်ရွက်နိုင်ပါတယ်ပြောဆိုနိုင်ပါတယ်မြန်မာတွေရဲ့စကားကြီးဆယ်မျိုးတွေကခက်တင်မောင်းနှင်းစကားပြောနည်းကိုကျွန်တော်အနေနဲ့လူချင်းမင်းတို့ကိုမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းမင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် အဲ့တော့ဒီ season ကြည့်တဲ့သူတွေအတွက်လည်းကျွန်တော်ရစာအုပ်၅အုပ်လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်အဲ့ဒီ season မှာပါဝင်ခြင်းရင်အခုကျွန်တော်ဒီ season လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်က၅အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရမေတ္တာအားတာချက်အောင်မြင်ခြင်းလက်ဆောင်တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့မြန်မာနီးမြန်မာဟန် marketing နဲ့အမှုပညာမြောက်စွာဟောပြောခြင်းကျွန်တော်စာအုပ်၅အုပ်ကို တယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်အမှတ်တရလက်မနဲ့တူအိမ်တန်းရာရောက်လူချင်းမတို့ပို့ကပါမပေးရပါဘူးပို့ဆောင်ပေးမှဖြစ်ပါလေလို့တည်င်းကောင်းပါလို့ပါတယ်အဲ့တော့ တင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ်၃လပိုင်းမတ်လမှာဖွင့်ပါကတော့ကျွန်တော်ရဲ့ personal branding တင်တန်းဖြစ်ပါတယ်မျိုးတို့ရဲ့ personal branding ကိုတိစောက်မြင့်တင်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်နိုင်ပါတယ် online တင်တန်းဒီအခုလာမယ်မတ်လ25ရက်နေ့စပါမယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ data အသီးသီးကမ္ဘာ data အသီးသီးကတင်ကြားနိုင်ပါတယ် အပြင်လူတွေ့တင်တန်းကတော့မတ်လ29 30စနေတနင်္ဂနွေနေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တောင်ဝင်းစင်တာ3လာမှာရှိရကျွန်တော်ရဲ့ AMLO တင်တန်းကြောင့်မှာနှစ်ရက်အချိန်ပြေးကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်ပါတယ်အဲ့တော့ online တင်တန်းပဲတက်ချင်းတက်ချင်းအပြင်တင်တန်းပဲတက်ချင်းတက်ချင်းလူချင်းတို့ရဲ့နာမည်ရဖုန်းနံပါတ်ရကို comment မှာမြည်နေ message မှာရေးထားပေးပါ messenger မှာရေးထားပေးပါကျွန်တော်တို့ team ကညီလေးညီမတွေဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြီးတဲ့ဒီတိုင်းကို online ကပထမအဦးဆုံးအရောက်တရာအပြင်ကပထမအဦးဆုံးအရောက်30ကို20% discount ပေးထားပါသေးတယ် 阿拉进入。 ဒီတင်နန်းဒီဘာတွေတင်ပါလဲ personal branding တင်နန်းလို့ဆိုတာနဲ့ညီ personality development ကိုယ်ယူကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုနောက် personal development plan တကိုယ်ယူဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ personal branding online ရောအပြင်ရောကိုယ့်ရဲ့ personal brand ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့မဟာဗျူဟာနီးဗျူဟာတွေကိုရင်းနှီးချစ်ခင်ဆိုတာလေ့လာသင်ကြမယ်။ online တင်နန်းတင်ကြမယ့်ပုံစံဒီတင်နန်းစတင်မဲ့ March 25ရက်နေ့အင်္ဂါနေ့ကနေစတင်ပြီးတော့နေ့စဉ်ကျွန်တော် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ်။အဲ့ဒီဟာကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမယ်။ မှဖြစ်တယ်အဲ့ဒါတလဖြစ်တယ်တလပြီးသွားတဲ့တိုင်အောင်နောက်6လတနည်းလောက်ထိ group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ကပြန်ကြည့်နိုင် live lecture ကတော့အပတ်စဉ်ကျွန်တော်တို့ကဒီတနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေရင်းနှီးချစ်ခင်ဆိုတာတွေ့ဆုံပြီးသင်ပေးမယ်ကျွန်တော်စိတ်ကြက်မေးခွန်းတွေမေးမြန်းနိုင်တယ်အဲ့တော့သင်တန်းတက်နေတဲ့ group ကိုချင်မှရအောင်ဆောင်ပေးတာဖြစ်တယ်ကျွန်တော်တို့အပြင်လူတွေ့သင်တန်းကတော့ခုနပြောတဲ့အတိုင်း29 30မှာကျွန်တော်နေ့2ရက်အချိန်ပြည့်တက်ရမှာဖြစ်ပါတယ်အဲ့တော့သင်တန်းတက်ခြင်းရင်မစင်ကြမှာရေးထားပေးပါ ရန်ကုန်ကကျွန်တော်အမျိုးတွေအတွက်တော့အထူးအစီအစဉ်နေနဲ့လာမယ့်မတ်လ23ရက်နေ့နေ့လယ်2နာရီကနေညနေ9နာရီထိရန်ကုန်မြို့ Pan Pacific Hotel မှာเนาะကျွန်တော်တို့ Meet and Greet ကျွန်တော်ရဲ့ တွေ့ဆုံပွဲပေါ့နော် fan meeting ပါပဲသို့တော့ကျွန်တော်ဆာရေးဆရာဆိုတော့ fan meeting လို့မတက်ဘူး meet and greet မှာတွေ့ကြမယ်ကျွန်တော်ဆာရေးဆရာတက်တဲ့ဟောပြောပွဲတက်တဲ့မှာတစ်ခါမှမလုပ်ဘူးတဲ့ပုံစံနဲ့ဟောပြောမှုတော့ပါမှာပေါ့လင်းတန်းညုံလောက်တာဆိုတော့နော် game ဆော့တာတွေကျွန်တော်ရဲ့ပရိသတ်တွေကကျွန်တော်ဆာဥစုဆောင်ထားတဲ့သူတွေယူလာပါအဲ့ဆာဥတွေတဲ့အများဆုံးစုဆောင်ထားတဲ့သူတွေကိုစုပေးတဲ့အစီအစဉ်တွေကျွန်တော်လက်ဆောင်ပေးခြင်းယူလာပါလက်ဆောင်လို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်သို့တော့ပေးခြင်းတဲ့သူတွေရှင်ယူလာပါဒီလက်ဆောင်ကိုကျွန်တော်တက်ပုံရိုက်ပြီးတော့သေချာလက်ခံပေးမယ့်အစီအစဉ်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ရွေးချယ်မှုအစီအစဉ်နဲ့နေနေကျွန်တော်ရဲ့ထူးခြားတဲ့အစီအစဉ်တွေများစွာများစွာ ပါဝင်มาဖြစ်ပါတယ်အဲ့တော့အဲ့ဒါလဲတစ်ကက်ကြိုးဝယ်ထားပါเนาะအခုတစ်ကက်တွေကုန်သလောက်ဖြစ်နေပြီကြိုးဝယ်ထားတဲ့သူကခုံနံပါတ်အရှိမရမှာဖြစ်ပါတယ် meet and greet ticket လိုချင်တဲ့သူတွေကလည်းနာမည်ရဖုန်းနံပါတ်ရကို messenger မှာရေးထားပြီး meet and greet ticket လိုချင်ပါလို့ရေးထားပြီးပါကျွန်တော် team ကဆက်သွယ်ပေးပါမယ် master 23ရက်နေ့ pan pacific မှာ unity chicken စွာကျွန်တော်ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံကြပါမယ် we must walk together we must build our nation